ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အပြင်မှာရှိတဲ့အမှတ်30နှစ်တိုက်ခိုက်ရေးရဲတပ်ရင်းကိုအခု A ကဝိုင်းဝန်းပိတ်ဆို့ထားတယ်နော်အဲ့ဒါကိုစစ်တပ်ကထောက်ဖို့လမ်းကြောင်းတွေဖြတ်တောက်မခံရဖို့အတွက်ကာကစ်စကန်နေကရုတ်ချင်းတွေကိုအခုထပ်မံတိုးချဲ့နေတယ်ကြောက်ဖြူမြို့အပြင်ဘက်မှာရှိတဲ့ အမှတ်30နှစ်တိုက်ခိုက်ရေးရဲတက်ရင်ကိုအေကအခုဝိုင်းထားပြီးသွားပြီပေါ့နော်ဝိုင်းထားမိသွားပြီအဲ့ဒီအမှတ်30နှစ်ရဲတက်ရေးကိုအသိမခံရအောင်နော်သူတို့ရိတ်ခါလမ်းကြောင်းတွေမပြတ်တောက်သွားအခုစစ်တပ်ကလည်းကာကေးစကန်နေကရုတ်ချင်းနေနဲ့ခုခံကာကွယ်နေတယ်ကာကေးစကန်နေကရုတ်ချင်းနေခုခံကာကွယ်နေ အခုကြောက်ဖြူအပြေဘက်မှာရှိတဲ့အမတ်32ရဲတရင်တော်တော်လေးအေးပါတယ်ဒါတိုက်ခိုက်ရေးရဲတရင်ပေါ့နော်အဲ့ဒီအမတ်32တိုက်ခိုက်ရေးရဲတရင်သာအသိခံလိုက်ရပဲဆိုရင်တော့ကြောက်ဖြူဒင်းရဝတီရေတက်ဌာနချုပ်ဟာမလုံခြုံတော့မလုံခြုံတော့နောက်တစ်ခုကအာရကတတော် A စစ်ဦးစီးချုပ်က ဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့အေတက်သားတွေကိုရဲရဲတောက်အမှတ်အကားပြောကြတယ်။ဖော်ဖော်ခဏခဏပြောမှုတယ်။အေမပါတဲ့နေရာမရှိဘူး။အေဟာဘောလုံးစကားနဲ့ပြောရရင်တကွင်းလုံးပတ်ကန်နေတဲ့တိုက်စစ်မှုနဲ့တူတယ်ပေါ့နော်။ကေဘီနယ်မှာလည်းအေပါတာပဲ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းအေပါတာပဲ။ ကချင်ပြည်နယ်မှာလည်းအေးပါတာပဲစကိုင်းတိုင်းမှာလည်းအေးပါတာပဲမကွေးတိုင်းမှာလည်းအေးပါတာပဲအေးရဝတီတိုင်းမှာလည်းအေးပါတာပဲချင်းပြည်နယ်မှာလည်းအေးပါတာပဲပြီးတော့ရခိုင်ပြည်နယ်မှာလည်းအေးပါတာပဲကဲအေးမပါတဲ့နေရာဘယ်သာရှိဟွဒါကြောင့် AD တနိုင်ငံလုံးကိုအထောက်ပံ့နေပေးပြီးတော့တိုက်ခိုက်ပေးနေတယ် အခုလက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ပြီးအင်အားအကြီးဆုံးဟာ A ပဲနော်ဒါဖော်ဖော်ခဏခဏပြောဘူးတဲ့စစ်တပ်တောင်မှជីတက်အင်အားချင်းရှင် A ကိုမမိတော့ဘူးစစ်တပ်မှာជីတက်ကဖွတ်ကြပဲရှိတယ်ဟန်ပြပဲရှိတယ်ဘာမှစစ်တိုက်တဲ့ကောင်တော့မှမရှိဘူးဗိုလ်ချုပ်တွေအကုန်လုံးကမဟုတ်တာတွေလုတ်ဘာစစ်မှမတိုက်တတ်ဘူးဗိုလ်ချုပ်တွေအကုန်လုံးက ီတိုက်ခိုက်ရေးအားချင်းရှင်မြန်မာနိုင်ငံမှာ A ကနံပါတ်1ပဲဒါတိုက်ခိုက်ရေးကိုပြောတာ